look at the mela na sa na sa te ni de ma google ka ni chim ma pi look at the io developer converse ma do do ye na so ai ni pinya ne tu ti cha ro ni pinya pc at de ko ba miss to ka ba ye ba le sai mu za sia de ba ma le da pi ba le thu cha do ma le sai mu sai no di video le ko so ni chi po ye ne chin phe kho lai ba ye ke video le ko sa la ya အားလုံးမင်္ဂလာပါ ဒီ tech was going to be a plan ကျိုးစိုးလိုက်ပါဒီနေ့မှဆိုရင်တော့ Google ပတ်ကနေပြီးမိတ်ဆက်လိုက်တဲ့တို့ရဲ့နည်းပညာအတွက်တွေကိုကျွန်တော်ဒီနေ့ share လုပ်တော့မှာဖြစ်ပါတယ်။ကဲစပ်ပြောမှဆိုရင် Google ကတို့ရဲ့ဒီ Gemini 2.5 Pro နဲ့ Gemini 2.5 Flash တို့ကိုအရင်ဆုံး mix တော့ခဲ့ပါတယ်။ဒီနှမျိုးကကျွန်တော်တို့တုံးနေချက်ဖြစ်တဲ့ဒီ AI Gemini ရဲ့ model အတွက်နှမျိုးဖြစ်ပါတယ်။ ဒီ Gemini 2.5 Pro ကကျွန်တော်တို့မေးလိုက်တဲ့မိခွန်းမှန်သမျှကိုနည်းနည်းရှင်းရှင်းနဲ့ပြန်ဖြေပေးမယ် AI မျိုးစဖြစ်ပြီးတော့ဒီ programmer code developer တွေအတွက်ဒီ coding အလုပ်ဒီ complex task တွေကိုအရင်ကထက်ပိုကောင်းအောင်ပြုလုပ်ပေးမယ် AI မျိုးစဖြစ်ပါတယ်တပတ်မှာဆိုရင်တော့ဒီ2.5 flash ကကျွန်တော်တို့မေးလိုက်တဲ့ main code နဲ့မြကိုအမြန်ဆုံးဖြည့်ပေးမယ် AI မျိုးစားဖြစ်ပါတယ်။ဒါပြင်လက်တာထစ်တာမရှိအောင်လို့လည်းလုပ်ပေးထားတဲ့ AI မျိုးစားဖြစ်ပါတယ်။ ဒီနှစ်ခုကိုကျွန်တော်တို့ဒီ AI Gemini လို့ free download ရပြီမဲ့အချင်း quota limit တွေရှိသေးပါလေ။ကြာကြာတုံးကျင်တော့ဒီ IO developer conference မှာပဲ Google ဘက်ကနေပြောထပ်ပြီးမိတ်ဆက်ခဲ့တဲ့ဒီ AI Pro Plan နဲ့ AI Ultra Plan ကိုဝယ်မှတာကျွန်တော်တို့ကြာကြာတုံးနိုင်မှာပါ။ကဲအဆိုရင် Google ကနေထုတ်ခဲ့တဲ့ဒီ subscription plan တစ်ခုကဘာများထူးခြားတော့လဲပေါ့နော်။ဘာလို့ဒီတိတိထထုတ်နေရသေးလဲပေါ့နော်။ ြောရင်တော့ this subscription plan တစ်ခုကဒီ2.5 pro နဲ့2.5 flash ကိုတုံးနိုင်မကတယ်။သူကအခြားခြားတော့ဒီ feature အတွက်တွေကိုပါထပ်ပေးထားတယ်။ပထမဆုံးမိုက်တယ်လို့ပြောရမှာ feature တစ်ခုတော့ရှိတယ်။အဲ့ဒါက integration integration အကြောင်းကိုပြောရရင်တော့ကျွန်တော်ဥပမာတစ်ခုနဲ့ပြောပြရလိမ့်မယ်။ကျွန်တော် email စာပို့စရာရှိတယ်။စာရှိကြီးရေးဖို့လည်းအချိန်မရှိဘူးကွာနော်။အဲ့တော့ကျွန်တော်ပြောစာထဲဝင်တယ်။ ပြီးတော့ ChatGPT တပတ်မှ Google Gemini ကိုရိုက်ရှာအထက်ဝင်တဲ့ email တစ်စောင်ရေးခိုင်းလိုက်တယ် copy တယ်ဒီဘက် email browser တစ်ပြက်ဝင်တယ် paste တယ်ဆက်စစ်တယ်ကိုယ်စတိုင်နဲ့ညီအောင်ပြေးရေးပို့တယ်ခု browser ထဲတော့ဒီ browser ထဲဝင်အလုပ်ကိုရှောက်နေတာပဲပေါ့နော်ဒါပေမဲ့အခု feature လေးကဟိုလည်းတွားစမ်းမလို့ဒီလည်းတွားစမ်းမလို့ ဒီ Google AI Gemini ကိုတခါတဲ့ email application ဒါမှမဟုတ် browser ထဲမှာတခါတဲ့ထည့်ပေးလိုက်တာဒီ email တွေမကအခြားခြားတော့ဒီ Google software တွေမှာပါတခါတဲ့ထည့်ပေးလိုက်တာအရင်မှ individual လေးပေါ့နော်အရင်မှရဲ့အတွက်ကြောက်လဲ Google ဘက်ကနေပြီး free tone ကိုမပေးဘူးပေါ့နော်အတွက်ကြောက်ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ AI pro plan ဒါမှမဟုတ် AI ultra plan ကိုဝယ်မှတာတုံးလို့ရပါပါ ဒီ AI profile ရဲ့ဈေးနှုန်းကတော့တစ်လကို19.99ဒေါ်လာကျပါသူမှာ2 terabyte storage ရမှတ်ပြင် Chrome မှာ Gemini ရဲ့ feature အတွက်တကူပါ early access နေနဲ့တွန်းခွေရအောင်ပါတစ်ဖက်ကဒီ AI ultra plan ရဲ့ဈေးနှုန်းကတော့တစ်လကို149.99ဒေါ်လာကျမယ်သူမှာ30 terabyte storage ရမှတ်ပြင်သူ့အတွက်တိတက်ထုတ်ပေးထားတဲ့ဒီ feature လေးတွေကိုပါတွန်းခွေရအောင်ပါ deep thing ဆိုတဲ့ဒီ Gemini 2.5 Pro ဓာတ်မြင့်တဲ့ AI မျိုးစားကိုတုံးမရမယ် Video 3ဆိုတဲ့ဒီ Video Generator ကိုလည်းတုံးလို့ရအောင်မယ် Flow ဆိုတဲ့ဒီ Filmmaking Tool Project Marin ဆိုတဲ့ Google ရဲ့အမြင့်တကအမြင့်ဆုံး AI မျိုးစားကိုလည်းတုံးမရအောင်ပါပါဒီ AI Ultra Plan မှာ Two Share တဲ့အချက်တခုလည်းရှိသေးပါတယ်သူ့မှာ YouTube Premium ကိုလည်းတုံးခွင့်ပေးထားတယ် ကဲဒါဆိုရင်ကျွန်တော်တို့ဒီ Google ကနေပြီးမိတ်ဆက်ခဲ့ဒီ subscription plan နှစ်ခုအကြောင်းကိုတိလောက်ပြီးလို့ထင်ပါတယ်။ဒီ IO developer conference မှာ Google ဘက်ကနေပြီးတော့ထပ်ပြီးမိတ်ဆက်ခဲ့တဲ့အရာတွေလည်းရှိသေးတယ်။ AI mode ကို Google search မှာမှတခါတည်းထည့်ထားတာတော့ဒီ VO3 flow ဆိုတဲ့ video generator, image and flow ဆိုတဲ့ photo generator ဒါပြင် Android Xa ဆိုတဲ့ဒီ smart glasses နဲ့ Google Beam စတဲ့ဒီနိပညာအတက်တွေကိုပါသူတို့မိတ်ဆက်သွားခဲ့တယ်။ သူတို့ပြောခဲ့တဲ့ဒီ Android X က Apple Vision Pro, MetaQuest Pro, စာ DVS တွေနဲ့အတူတူပဲ။ဒါပေမဲ့ Google ကသူတို့ပါသူတို့ဒီ VS ကိုထုတ်ကြမှာမဟုတ်ဘူး။ Samsung ရော partnership company တွေနဲ့ collaborate လုပ်ပြီးထုတ်ကြမှာ။ဒီ VS ကိုသူတို့က developing လုပ်နေစဖြစ်ပြီးတော့2025အတွင်းမှာပဲထုတ်နိုင်ဖို့သူတို့မျှော်လင့်ထားကြတယ်။ဒီနောက်ဆုံးတစ်ခုအနေနဲ့တော့ Google Beam Google Beam ဆိုတာကကျွန်တော်တို့ တွေ့နေကြဖြစ်တဲ့ဒီ meta ရဲ့ replacement glasses တွေနဲ့ cases တွေကိုတီးချင်တာရှိရင်ပါစက်ကနေပြီးတော့ဒီမျက်မှန်ကိုမေးလို့ရတယ်။ပြီးရင်မျက်မှန်ပေါ်မှာစာတွေပေါ်လာလိမ့်မယ်။ဥပမာပြောရရင်တော့ Marvel Fantasy ကြတဲ့ Tony Stark ကနေပြီးတော့ Peter Parker Spider-Man ကိုပြီးထားတဲ့ဒီ Edith မျက်မှန်နဲ့အတူတူပဲ။ခုချိန်မှာတော့ဒီမျက်မှန်ကိုမရနိုင်သေးပေမဲ့ကိုကဒီမျက်မှန်ကိုသူတို့ရဲ့နောက်ဆုံး human gesture တွေကတစ်ခုအဖြစ်သတ်မှတ်ထားတယ်။ ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးဒီ Google ရဲ့ IO Developing Conference မှာ mix တော့ခဲ့တဲ့အရာတွေအားလုံးကိုတည်တော်ပြီလို့ထင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုတဘောကြရင် like and subscribe လုပ်ဖို့လည်းမေ့ပါနဲ့။ဒီချင်အကြောင်းအလေးတွေရှိတယ်ရင်လည်း comment section မှာဝင်ရေးလို့ရပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါလို့